မင်္ဂလာပါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစစ်စင်ကနေကြိုဆိုပါရစေဒီကနေ့မြန်မာတက္ကရာ1388ခုနှစ်သတင်းကျုပ်လဆန်၄ရက်ခရစ်နှစ်2016ခုနှစ်အောက်တိုဘာလ5ရက်ဗုဒ္ဓဟူးနေ့ညနေ6နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့လွတ်တော်အတွင်းမှာလွတ်တော်ဝင်ထမ်းအချင်းချင်းဓာတ်ထိုးမှုဖြစ်ပွားခဲ့တဲ့သတင်း ရန်ကုန်မြို့မှာရဲတွေကိုအုတ်ခဲနဲ့ပြန်ပစ်သူတွေကိုတနက်နဲ့ပြစ်ခတ်ဖမ်းဆီးခဲ့တဲ့အကြောင်းကဘာစီဘွားရဲ့တိုးတက်မှုနှုန်းဆက်လက်နှေးကွေးနေမဲ့တဲ့။စားတဲ့တဲ့နဲ့အတူချားထူးချားတဲ့တဲ့တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဦးဆုံးအနေနဲ့ပြည်သူ့လွတ်တော်မှာဒီကနေ့9ရက်နေ့မနက်ပိုင်းမှာဓာတ်ထုတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မင်္ဂလိနူကဖုံးရောင်းဝယ်ကိစ္စနဲ့ပတ်သက်ပြီးတော့အခြေတင်ဖြစ်ရကနေရုံးကူမင်္ဂလိကလက်ထောက်ညွန်ကြားရေးမှုမင်္ဂလိကိုအိမ်သုံးဓာတ်နဲ့ပြည်သူ့တော်အဆောက်အုံဝင်းတွင်မှဓာတ်နဲ့ထိုးခဲ့ပြီးတော့တရားရရှိခဲ့တယ်လို့အမှုကိုလာရောက်စစ်ဆေးတဲ့စပူသီရိမြို့နယ်ရဲတပ်ဖွဲ့မှဆန်းအောင်ကသတင်းတော့တွေကိုပြောကြားခဲ့ပါတယ်ရှင်။ရုံးကူကနေပြီးတော့သူကစီဝိုင်းကိစ္စ ုံးုံးရောင်းဝင်ထားတာနော်ဟုတ်ကဲ့ဒါနဲ့ထိုးရဆောင်ဟုတ်လားဟုတ်မျိုးလားအမ်ဆိုးရမ်ဆိုးရမ်အမှုဖွင့်ပါရှိလားခင်ဗျာလက်ရှိအစိုးရဟာငြိမ်းချမ်းရေးကိုဦးစားပေးလုပ်ငန်းအဖြစ်ဆောင်ရွက်နေပြီးအောင်ပညာရေးကဏ္ဍကို နောက်ပို့ထားတာဟာမဖြစ်သင့်ဘူးလို့မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ကဝေဖန်လိုက်ပါတယ်ဒီကြောင့်ရပြေဆုံးကတော့ MCN သတင်းတော့အောင်ကျော်မှုကသတင်းပေးပို့ထားပါတယ်ရှင် အစိုးရသည့်တပ်တန်းကလာ6လကျော်အတွင်းမှာပြည်ရင်းငင်းငင်းကိုသာဦးစားပေးလှုပ်ဆောင်နေတာမျိုးမဟုတ်ပဲပညာရေးကဏ္ဍမြင့်တင်ဖို့ကိုပါလှုပ်ဆောင်တင်တယ်လို့မြန်မာနိုင်ငံပညာရေးစနစ်ပြုဝင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ရဲ့အဖွဲ့ဝင်ဒေါက်တာသိန်းလွင်ကပြောပါရယ်အော်တိုဘားလာ၄ရက်နေ့ကရန်ကုန်မြို့ OK Hotel မှာပြုလုပ်တဲ့27ရာစုပင်လုံးအလုံးမြမပညာရေးကိုဆွေးနွေးခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ပညာရေးဆွေးနွေးပွဲမှာဒေါက်တာသိန်းလွင်ကအခုလိုပြောကြားခဲ့တာပါ ွားတော့စိုးရအောင်ကျွန်တော်ကြည့်တာတော့ငင်းငယ်ရင်းကပထမဖြစ်တယ်။ငင်းငယ်ရင်းကဥစားပေးလို့ဖြစ်တယ်။ကျန်တဲ့လုပ်ငန်းတွေကတော့မရောက်ဘူး။စီးပွားရေးလုပ်ပညာရေးတော့တော့မရောက်ဘူး။ကျွန်တော်ကဒီအခုဒီမှာတစ်ခုဆိုရတယ်ဒီတာဝန်ကအကုန်လုံးကတစ်မျိုးနဲ့လောက်ရတာပေါ့ဘုရား။အဲ့ငင်းငယ်ရေးဆောင်ရည်တွေပါလေဆောင်ရည်ပညာရေးလုပ်တဲ့ဒီဘက်လို့ဒါယူလို့လို့ရတယ်အဲ့ဒီတော့ပညာရေးကိုငင်းငယ်ရေးကိုဦးစားပေးပြီးတော့ပညာရေးကိုနှောက်ကိုထားတာတော့မဖြစ်ဖြစ်ဘူးဒါပညာရေးကအရေးကြီးတယ် ငင်းငယ်ရမှပညာသင်မယ်ဆိုကျွန်တော်ကလေးတွေကမဆောက်တယ်ဒါအပြင်ပညာရေးကဏ္ဍမှာအရင်အစိုးရလက်ထက်ကအကောင့်ထယ်ဖော်ခဲ့တဲ့ကလေးဘ ਹੁ ပြုပညာရေးလုပ်ငန်းတွေဟာလည်းចောင်းသားဆရာမများတတာတွေနဲ့ဆရာတွေအတွက်လုံလောက်တဲ့သင်တန်းတွေမပေးနိုင်တာတွေအပြင်ဘတ်ဂျက်မလုံလောက်တာတွေကြောင့်အောင်မြင်မှုမရရှိခဲ့ပါဘူးမြန်မာနိုင်ငံမှာပညာရေးပြုပြင်ပြောင်းလဲရေးတွေလှုပ်ဆောင်တဲ့နေရာမှာတိုင်းရင်းသားတွေအတွက်သင်ယူတဲ့နေရာမှာအဆင်ပြေမယ် ဖရယ်ပညာရေးပုံစံလှုပ်ဆောင်မှသာရေရှည်မှာငြိမ်းချမ်းရန်ခိုင်မာမှာ ဖြစ်တယ်လို့ပညာရှင်တွေကထောက်ပြကြပါတယ်ကျွန်တော်တို့ဒီမှာနိုင်ငံတွင်းမှာပညာရေးနဲ့ပတ်သက်တဲ့ပြည်ပြောင်းလဲတွေစဉ်းစားတဲ့အခါမှာဒီ population ကျွန်တော်ကတော့ဒီပြည်ဒေသမှာရှိတဲ့အကြောင်းလဲကျွန်တော်ဒီအကြောင်းတွေလည်းနည်းနည်းလေးအဲအဲပို့ပြီးတော့အကျွမ်းတူငယ်ရှိလို့တကြောင်လို့ကျွန်တော်ဥပမာပေးတာဖြစ်တယ်ခုနဆရာကြီးကတော့သင်ပြောတယ်ဗျာချင်းမာလည်းချင်းပညာရေးစနစ်မွန်မာလည်းမွန်ပညာရေးစနစ်ကရင်မာလည်းကရင်ပညာရေးစနစ်ကိုထူထောင်ကျွန်တော်ထားရရှိတော့ကြောင်လို့ ဒီဟာတွေရှိခဲ့ခြင်းကိုတော့ကျွန်တော်လည်းခုနဆရာနဲ့သဘောတူတယ်အပြင်မှာပြုခြင်းဆိုတာမျိုးကိုကျွန်တော်ရှိရအောင်မြမပညာရေးကိုဆွေးနွေးခြင်းဆိုရယ်ပညာရေးဆွေးနွေးပွဲကိုတက်ရောက်ဆွေးနွေးတယ်ပညာရေးဆိုင်ရာပညာရှင်တွေအနေနဲ့လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးဆိုင်ရာအပြောင်းအလဲတွေနဲ့အတူပညာရေးကဏ္ဍပြုပြင်ပြောင်းလဲဖို့ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်ခင်ဗျာရက်ကွက်အတွင်းဓာတ်ကင်တောင်းကျမ်းနေတယ်လို့သတင်းရရှိတဲ့အတွက်ရက်တပ်ဖွဲ့ဝင်တွေသွားရောက်ဖမ်းဆီးချိန်မှာ အသာတကြီးအဖမ်းမခံပေရဲတပ်ဖွဲ့ဝင်တွေကိုညဉ့်ညံစွာဆဲဆိုပြီးအောင်အုတ်ခဲကျိုးနဲ့ပြစ်ပေါက်တဲ့လူငယ်တယောက်ကို အော်တိုဝါလာ9ရက်နေ့ကတနက်နဲ့ပြစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။မင်္ဂလာတောင်ညွတ်မြို့နယ်ကန်နောက်ရက်ကွယ်ဒေါ်သိန်းတင်လမ်းမှာရှိတဲ့ထမင်းဆိုင်ရှိမှာဓာတ်ကင်တောင်းကျန်းနေတဲ့အသက်23နှစ်အရွယ်ကျောင်းဝင်းထွန်းနဲ့အသက်18နှစ်အရွယ်တန်းချိုတို့ကိုမော်တော်ယာဉ်လက်ကင်ရဲတပ်ဖွဲ့ဝင်တွေနဲ့နေမြေလက်ကင်ဆောင်ရွက်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကတွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုဖမ်းဆီးရမှာအသားတကြီးအဖမ်းမခံမေပြန်လဲအခုခံနေရကြောင်း၆လန့်ပြက်ခတ်ဖမ်းဆီးခဲ့တာပါ ပြမှုကျွလွန်သူနူးကို မင်္ဂလာတောင်ညို့မြို့မရေစခန်းကလက်နက်အုပ်ရီပုံမှ19ပုံမှခွဲငါနေရစသက်ကြီးဥပဒေပုံမှ333တို့နဲ့အေးအေးယူဆောင်ရွက်နေရဖြစ်ပါတယ်ရှင် မြန်မာចောင်းသားတွေအနေနဲ့ဂျပန်ဘာသာစကားကိုသင်ကြားเสียမလို့ပဲဂျပန်တက္ကသိုလ်မှာဂျပန်ဘာသာရက်ကိုအင်္ဂလိပ်ဘာသာစကားနဲ့တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။ဒီကြောင်းရာပြေဆုံးကတော့ MCN သတင်းတော့ကေသွေကသတင်းပေးပို့ထားပါတယ်ရှင်။ What makes us ပြည်ကကျောင်းသူကျောင်းသားတွေအနေနဲ့ဂျပန်ဘာသာစကားကိုနှစ်နှစ်သီးသန့်အချိန်ပေးသင်ကြားစရာမလိုပဲဂျပန်ဘာသာရပ်ကိုဂျပန်နိုင်ငံကအထင်ကြီးတိုက်သူတစ်ခုဖြစ်တဲ့ Risumigan Asia Pacific University မှာတိုက်ရိုက်သင်ကြားနိုင်မှာဖြစ်တယ်လို့ ့ SR Worldwide Education မှာ Director Dr. တင်လေးမော်ကပြောပါရယ်။အော်တိုဘာလ၄ရက်နေ့ကရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းလန်းက MNC မှာပြုလုပ်တဲ့ဂျပန်ဘာသာပညာသင်ဆုဆိုင်ရာဆွေးနွေးပွဲမှာအခုလိုပြောဆိုခဲ့တာပါ။ဒီ APU ရဲ့အားသာချက်ကကြတော့ English language နဲ့သင်ပေးတယ်။ပြီးရခါမှာအဲ့လိုမျိုးသူတို့တက်နေတဲ့အမှာ class မှာဆိုရင် Japanese language ကိုသူက class တစ်ခုအနေနဲ့ထည့်ပေးတယ်။ ထည့်ပေးတဲ့အခါကျတော့ကလေးတွေကသူ့ရဲ့ academic skills ကိုသင်နေတဲ့အချိန်မှာခုက Japanese language skills ကိုပါသူကတစ်ခါနဲ့တက်သွားတယ်။ဒါမှမဟုတ်ကျောင်းပြီးတဲ့အချိန်မှာသူတို့ရဲ့ခုက speaking skills က level တစ်ခုထိရောက်သွားတယ်တချို့မဟုတ်တော့ကျောင်းပြီးလို့သူအလုပ်လုပ်မယ်ဆိုရင်သူတို့က ready ဖြစ်နေပြီ။ဆိုတော့ဒါသူတို့ရဲ့အားသာချက်ပေါ့။အဲ့တော့ကိုကမြန်မာပြည်မှာ Japanese language ကိုသင်သွားကြရမလို့ပဲနဲ့ကျောင်းသွားတက်နေနေမှာကျောင်းက train လုပ်ပေးတာ။ က်လိုတင်ကြရမှာကျောင်းသူကျောင်းသားတွေနေတဲ့ IELTS အမှတ်5.5ရရှိထားရုံနဲ့ Undergraduate ကျောင်းဝင်ခွင့်ကိုလျှောက်ထားနိုင်မှာဖြစ်သလိုသက်ဆိုင်ရာကျွမ်းကျင်မှုတွေလိုက်ကြိုက်နှစ်သက်ရာဘာသာရပ်တွေကိုသင်ကြားနိုင်မှာဖြစ်ပါတယ်ဒီလိုမျိုးပဲ post grad ကိုကျောင်းမဲ့သူတွေဆိုရင်အမားတို့မြန်မာပြည်ကအသိမဲ့ပြုတ်ထားတဲ့သူဘွဲတခုခုရှိပြီးသားဖြစ်နေတယ်။နောက်တစ်ခုကသူတို့ working experience ပေါ့ at least က3 years ရှိရမယ်။အဲ့လိုမျိုးပဲသူတို့လည်း personal statement ိုးမာက underground နဲ့နည်းနည်းကွဲသွားတာကြတော့ research proposal ပေါ့ကိုကမာဆက်တက်တဲ့အခါမှာ bay area ကို research လုံးမာလဲဆိုရဲ research proposal လေးတခုပို့တင်ရတယ်အဲ့တော့အဲ့လို application package တွေတင်ပြီးရတဲ့အခါမှာသူတို့ကကျောင်းဝင်ခွင့်ကိုစဉ်းစားပေးတယ်။ကျောင်းဝင်ခွင့်ရတဲ့ကလေးတိုင်းကိုသူတို့ရဲ့ skills ပေါ်မှာမူတည်ပြီးတော့ scholarship ကို percentage နဲ့သူစဉ်းစားပေးတယ်။30% to 100%ပေါ့။ အကယ်၍အကြောင်းသားတစ်ယောက်က100%ရတယ်ဆိုရင် तू က year 1 to year 4 bachelor ပြီးတဲ့အထိကို तू က၄နှစ်စာလုံး100% master ဆိုလည်းအဲ့လိုပဲ master က3 years ပြုဝင်ပြည့်တဲ့အကြောင်းမို့လို့ तू က30% 40% 80%ပေါ့နော်ရပါတယ်ကလေးတွေဆိုရင်တော့နှစ်နှစ်လုံးစာတက်ကိုတစ်ခါလဲသူကပေးထားပြီးသားတနှစ်ပြီးတစ်နှစ်ပြန်လျှောက်เสียရမလို့တော့ Smart Resort Worldwide Education နဲ့ MMC ရအကြောင်းတွေဟာ SR Education Group ကနေခွဲထွက်လာတဲ့သင်တန်းကျောင်းတွေဖြစ်ပြီးအဲ့ဒီကျောင်းတွေမှာ IELD ရဲ့သင်တန်းကျောင်းတွေနဲ့စီးပွားရေးဆိုင်ရာသင်တန်းကျောင်းတွေလည်းရှိတာဖြစ်ပါတယ်ရှင်။တက္ကသိုလ်အတိုင်းတာနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု2016မှာ3ဒသမ1ရာခိုင်နှုန်းနဲ့2019မှာ3ဒသမ4ရာခိုင်နှုန်းထိတိုးတက်မယ်လို့နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကခန့်မှန်းထားပေမယ့် လက်ရှိအနေထားမှာတော့ခံမှန်ထားတဲ့ဖွံ့ဖြိုးတိုးတက်မှုအတိုင်းအတာကိုရောက်ရှိဖို့ကတော့နေကွေးနေအောင်ပဲလို့ပြောပါရယ်အမေရိကန်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနေကွေသွားပြီးတော့ဗီဒီနိုင်ငံဟာလည်း EU ကနေနှုတ်ထွက်သွားခဲ့တာကြောင့်နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ်သူတို့ရဲ့ခန့်မှန်းချက်ကိုပြန်လည်သုံးသပ်ခဲ့တာပေါ့လက်ရှိအချိန်မှာတော့ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့စီးပွားရေးတိုးတက်မှုနှုန်းဟာတိတိတသာလျှော့ကျလာနေပြီမြေ ဖွံ့ဖြိုးဆဲနိုင်ငံတွေကစီးပွားရေးလုပ်ငန်းတွေကတော့အရှိန်ဟုန်နဲ့ဖွံ့ဖြိုးလာနေတယ်လို့နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့စီးပွားရေးပညာရှင်ချုပ်နဲ့စီးပွားရေးအကြံပေးဖြစ်သူ Morite Offer ကပြောကြားခဲ့ပါတယ်ရှင်။ MCA သတင်းဌာနကနေညနေ6နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့မှာဆိုလို့ရှင်လည်းတခြားထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။ ချောင်းလင်းခဲ့တဲ့ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစီစဉ်ကို www.mcntv.news နဲ့လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာတော့ MCN TV News နာမည်နဲ့ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစီစဉ်ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမဗျူလာဦးပါရှင်။